ပြောင်းလဲချက်ကလေးတွေပုံပြီးပါတာလောလောဆယ်မှာအခြေပေါ်စီတော့ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးကတော့ဘယ်ဖြစ်တဲ့လို့ဒီကနေ့ကလည်းအသေးဥပဒေတွေနောက်ထပ်စေခွင့်ပါပါတီဖြစ်ပေါ်နေတဲ့ဒီအောင်စုဆိုတာတနိုင်ငံလုံးမှာရှိတဲ့ရှားပြည်ပြည်လုံးမှာ ဲကဒီလိုကြီးရှိလို့လေလူငယ်စု135မျိုးနဲ့ဖိတ်ကပြောင်းစုပါအဲ့ဒီပြောင်းစုတဲ့အခုဖိတ်စီထားတဲ့ချက်ကံကြီးချက်ကံကြီးဆိုတာဘာလဲလဲဆိုတော့လူရင်းပြည်ဒီအညာရှင်တွေဟောလာတော့ဒုသမားတွေဒေသမားတွေထွက်ကုန်ပစ္စည်းတွေနေရာဇာတာပစ္စည်းတွေဒါတွေကိုကောင်းကောင်းမြင်ဖို့တဲ့ချက်ချက်ခံရရှိအောင်လုပ်ပြီးနိုင်တဲ့ ုမှာတို့တို့တက်တဲ့ပါတီပါတီဆိုတာကတော့ဒီပါတီဦးလေရဲ့ချက်ကြီးချိန်မှန်းချက်ကြီးခံချက်ကြီးသူတွေသူတွေရဲ့ဖွဲ့စည်းတာပါတီလို့ပြောပါတယ်အဲ့ဒါကြောင့်မို့နိုင်ငံတော်တို့မှာရှိတဲ့ပြည်တော်စုအားပြည်တော်စုကအားလုံးရဲ့ဖွဲ့စည်းတာနဲ့နော်ဖွဲ့စည်းတာနဲ့ဘောရာသူတွေရဲ့ပြည်တော်စုစံတွေနဲ့ပုံတွေးပါတယ် အဲ့ဒီပါတီရဲ့ရည်မှန်းချက်ပါလေခင်ဗျာတို့တို့တဲ့နိုင်ငံတော်ကြီးကိုတိစောက်လို့ဖြစ်ပါလေအဲ့လိုခင်ဗျာတို့တို့တဲ့နိုင်ငံတော်ကြီးကိုတိစောက်တဲ့အခါမှာအိုးအဲ့ဒါကောင်းတော်ကိုစက်တုံးနေလားကောင်းစက်ကိုနေကြရတယ်ကိုယ်စီကလေးပါတီဖြစ်ပြီးတော့အခုတမိုင်းကြောင်းကောင်းပြီးတော့ပါတမိုင်းကြောင်းရှည်ရတဲ့အဲ့ဒါရှည်တာပြီးဖြစ်တဲ့ခိုင်ခိုင်မာမာဖေးစီထားတဲ့ ါဠိချင်းရဲ့ပါတယ်အဲဒီပါဠိချင်းဟာအောင်မြင်မှုတွေကိုလည်းခံစားပြီးတော့အစိုးရလည်းဖြစ်ခဲ့ပြီးပါပြီရှုံးတဲ့မှုတွေလည်းချုပ်ပြီးတော့မှဟုတ်လားအဲ့တော့ကောင်းတာရောဆူတာရောနော်ညစ်တာရောလက်ညာရောခတ်စားခဲ့ဘူးဒီဆိုတော့အဲ့ခါဒီပြင်ပြင်အတွေ့အကြုံတရားဟောပါမင်းသားဟုတ်ပါဘူးအဲ့ဒီအတွေ့အကြုံပေါ်မှာဒီပြီးတော့ပုံပုံကောင်းဖို့တဲ့အစားအသောက်ကို ကျွန်တော်တို့အဲ့ဒီအတွေ့အကြုံတော်မူပြီးတော့ဒီဆောင်နိုင်စွာမရှိနိုင်ပါဘူးလားရှိနိုင်တာပေါ့အဲ့ဒီလိုရှိနိုင်တဲ့ပါတီကိုဒီအချိန်မှာဟုတ်လားကျွန်တော်တို့တွေ့ပြရပြီးတို့ပါပြပါဒီလိုခိုင်ခိုင်မာမာနဲ့ဖွဲ့စည်းပြီးတော့ဒီလိုလူတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီဟာဘုရားတော်ဒီလမ်းနဲ့အတန်ရအောင်ပြုစားအောင်ဘုရား